တွင်းနှံတုပ်ကယောဂအချောင်းပြုတ်ချရာဟိုးသွင်းရောက်လာပြီဆိုရင်အတိကဆိုရင်ရတဲ့ယောဂတစ်ခုပဲဖြစ်တယ်တွင်းနှံတုပ်ကဆိုတာတွင်းနှံတုပ်က virus ပိုးချောင်းလို့ဖြစ်ပြီးတော့မှ virus ပိုးတည်ဆောင်လာတဲ့ခြင်က aedes ခြင်မျိုးစားပဲဖြစ်တယ်ကြိုက်ခံရပြီးတော့ကူးစက်ခြင်းပဲဖြစ်တယ်ခန္ဓာကိုယ်နဲ့ခြေတောက်တွေမှာအဖြူနဲ့အမဲအခြားအဆင်းတွေရှိလာပါတယ်ပြည့်ရထူးခြားချက်ကကြတော့နေကျင်ဘက်မှာကြိုက်လေရှိတယ်ညနေဆောင်နဲ့မိုးလင်းခန့်နေချိန်တွေမှာခြင်ချားတွေကပျော်စံရခြင်းတွေပဲပေါ့ဤတက်မှာပဲပေါက်လေရှိတယ် အီဒစ်ချင်းချောင်းကူးစက်ခံရတဲ့ယောဂါတွေကဒုနဒုတ်ကွေယောဂါ၊စီကာဗိုင်းရပ်စ်ယောဂါ၊ဆင်တုတ်ကွေယောဂါ၊ဂျယ်ရိုဖီဗာပါတွေပဲဖြစ်တယ်။ဒုနဒုတ်ကွေယောဂါလက္ခဏာတွေကပါတွေရှိတယ်လေ။ ကျွန်တော်ကွေးကရှင်ကိုက်ခင်ရပြီးတော့3ရက်ကနေ14ရက်အတွင်းမှာယောဂလက္ခဏာတွေစတင်ပြလိရှိတယ်။တမန်တွင်းတို့ကွေးဖြစ်များတဲ့ယောဂလက္ခဏာတွေကကြတော့အဖျားချိမယ်၊ကိုယ်ပူချိန်104 degree Fahrenheit ရှိတတ်တယ်၊ကောင်းကြိုက်လာမယ်၊အစာတောက်တွေပြက်မယ်၊စားစားခြင်းစိတ်တွေမရှိဘူး၊ကြွတာအယိုးဒါမှမဟုတ်အစ်စ်တွေနာကျင်လာမယ်၊ပြူရာအန်နာတွေဖြစ်လာမယ်၊နှာခေါင်းတူးရှင်တာ၊တဖုံးတူးယူတာ၊ကော်ဖီရောင်တွေအန်နာဝင်မဲ့သွားတာတွေဖြစ်တတ်တယ်လို့မျက်လုံးအနောက်ဘက်ကိုက်နေတာအချိတ်တွေရောင်ရမ်းနေတာအရေးပြားမှအဆက်ပြောက်ပေါ်နေတာလည်းဖြစ်နိုင်တယ် တွေးလဲတဲ့လက္ခဏာတွေကကြတော့ကလျာခန္ဓာမငြိမ်ဖြစ်လာတယ်ဒါမှမဟုတ်အလွန်မင်းမိန်လာတယ်ဥ ူပူချင်းတွေချပြီးတော့ချေဖျားလက်ဖျားတွေအေးဆက်လာတယ်။ရုတ်တရက်ဖျားချပြီးတော့လူကမလန်းမဲနှုံးနေတာတွေ့ရတယ်။အဆက်မပြတ်အန်နာတွေ့ရတယ်။ရုတ်တရက်ပိုက်အရန်နာလာပြီးတော့တွေးပေါင်ချင်းတွေချလာမယ်။နှလုံးခုန်နှုံးတွေမြန်လာမယ်။အသက်ရှူလာတွေခတ်လာမယ်တောင်မြန်လာမယ်။စတာတွေတွေ့ရတယ်။ဒါကြောင့်မလို့ဖျားပြီးတော့၃ရက်ကနေ9ရက်အတွင်းမှာတွေးလိုက်တဲ့လက္ခဏာကိုသတိထားဖို့ရန်အတွက်အရင်အကြည့်ပါတယ်။ရောဂါလက္ခဏာတွေကတမန်အဖြစ်၂ရက်ကနေ9ရက်ထိကြာတတ်တယ်။လူအများစုကတစ်ပတ်လောက်ကြာပြီးတဲ့နောက်ပိုင်းမှာပြန်ကောင်းလာလိမ့်ရှိတယ်။ ပြင်းထန်တဲ့တွင်းတို့ကွေနောက်ဆက်တွဲပါရီဖြစ်နိုင်ကလေးကလေးရတွေးလန့်နာရီဖြစ်မင်းအသေးရောင်လာမင်းကြောက်ကထိခိုက်နိုင်တဲ့အုံနောက်မြေပါရီရောင်လာတဲ့တတတာတို့တကိလတာတို့ဖြစ်လာတွေးယူစိတ်မှုတွေများလာမင်းဆိုင်နဲ့ဦးလန်းချောင်းမှာတွေးယူစိတ်နာရီဖြစ်လာနိုင်နှလုံးထိခိုက်တာဖြစ်နိုင်တယ်လို့အဆုတ်ရောင်နာရီအဆုတ်ထဲမှာရည်ဝင်နာရီနောက်ဆုံးအသက်ဆုံးရှုံးတဲ့အထိဖြစ်နိုင်ပါတယ် ူရန်တကွေဟုတ်မဟုတ်ဘလို့ရှာဖွေမှာလေကလေးက၃ရက်ဆက်တိုက်ဖျားနေပြီးတော့အဖျားကြီးပြုတ်အန်နေတဲ့ကလေးချားဖျားရတဲ့အချောင်းကြီးကိုမတွေ့ဘူးဆိုရင်တူရန်တကွေယောဂါကိုတန်နေရဖြစ်တဲ့နဲ့ hashtag ကိုလုံနိုင်ပါတယ်လက်မောင်းမှာနေဆက်ပေါ်မပေါ်ဆန်းတတ်တာပါဆန်းချင်းမြင်တွေးချိုးရခန္ဓာရင်ဆွမ်းအားကိုစစ်ဆေးတာပဲဖြစ်တယ်စစ်ဆေးလို့ခန္ဓာရင်ဆွမ်းအားချနေတယ်ဆိုလို့ရှိရင်လက္ခဏာတွေကအနေဆက်ပေါ်လာမယ်အဲ့ဒါကို hashtag positive လို့ကျွန်တော်ပြောတယ်တူရန်တကွေတန်တရားလို့သတ်မှတ်ပါတယ်အဲ့မှာတခြား virus ကြီးချောင်းလို့လေနေဆက်တွေပေါ်နိုင်သလိုနှစ်ကိုကလေးကတွေးယောဂါအခန်းရှိတဲ့ ူတွေမှာလည်းတွေ့နိုင်ပါတယ်။ဒါကြောင့်မလို့တွေ့နေတော့ကွေယောဂရှိတဲ့လူရဲ့65ရာခိုင်နှုန်းဒါလည်းအနည်းဆက်တွေပေါ်လာတာတွေ့ရတယ်။ Hester San Lo မှာ negative solution နဲ့တွေ့နေတော့ကွေမဟုတ်ဘူးလို့မပြောနိုင်ပါဘူး။တမန်စစ်ဆေးဖို့လိုအပ်ပါတယ်။တွေ့ဖောက်ပြီးတော့စစ်ဆေးနိုင်ပါတယ်။တွေ့ဖောက်တဲ့အခါမှာကျွန်တော်တွေ့ပြင်းနှုံးကိုချိန်နိုင်တယ်။တွေ့ပြင်းနှုံးတက်နေတာရှိသလား။တွေ့ဖြူတွေကျနေတာရှိသလား။တွေ့ဦးမွားတွေကျနေတာရှိသလား။တွေ့နေတော့ကွေယောဂပိုးရှိမရှိဆိုတဲ့တန်ကြီး physiology NS1 antigen နဲ့ IgG IgM positive ပြနေလားမပြနေလားကိုစစ ဆီးနိုင်ပါတယ်။ဟုတ်ပြီကလေးရသွေးနှုတ်ကွေဖြစ်နေပြီဘလို့ကုမှာလဲ။ဒါမဲ့တက်ကလေးရသွေးလန့်တာရှိမရှိကိုပြန်ကြည့်မယ်။သွေးလန့်တဲ့လက္ခဏာတွေမရှိဘူးဆိုလို့ရှိရင်သွေးနှုတ်ကွေအတွက်တီးတန့်ဆေးဆိုလို့ကုတာစရာမရှိပါဘူး။အေးမင်းများတောက်ခိုင်းမယ်။အေးဝါအိမ်မယ်။နာယူမယ်။ကိုခန်းအားကောင်းအောင်နေထိုင်မယ်။ဖြားနေတဲ့အတွက်ကိုလက်တွေကိုက်ခင်းနေတဲ့အတွက်ပါရစီတမိုးဆေးကိုသတ်မှတ်ထားတဲ့ပမာဏအတိုင်းတောက်သုံးနိုင်ပါတယ်။ဘုံတုံးရက်ကနေ9ရက်အတွင်းမှာသွေးလန့်တဲ့လက္ခဏာရှိခဲ့လို့ရှိရင်ဆေးရုံတင်ပြီးတော့ကုတာမှုခံယူရန်အရေးကြီး ပါတယ်ပြင်းထန်တဲ့တုံ့တုံ့ကွေကနိုင်ရီပိုင်းအတွင်းကိုအသက်အန္တရာယ်ရှိလာနိုင်တဲ့ကြောင့်မလို့တည်ုံတက်ပြီးတော့ချက်ချင်းကုတာမှုခံယူရပါမယ်ဒုတိယတစ်ချိန်ကူးဆက်ခံရတဲ့အခါမှာပို့ပြီးတော့အန္တရာယ်ရှိနိုင်သလားရှိနိုင်ပါတယ်အဖြစ်လို့လဲဆိုလို့ရှိရင်တုံ့တုံ့ကွေ virus ပိုးကမျိုးကွေ၄မျိုးရှိတယ်တယောက်က tanking virus တစ်မျိုးမျိုးနဲ့ကူးဆက်ခံရတယ်ပြန်လည်ပြီးတော့နလန်ထူလာတဲ့အခါမှာအနာဂုံမှာကူးဆက်ခံရတဲ့မျိုးကွေတွေရဲ့ခုခံမှုစွမ်းအန်တီဘော်ဒီပေါ်ထားပါတယ်အဲဒါကြောင့်မို့နောက်တစ်ခါအဲ့ဒီမျိုးကွေကိုကူးဆက်ခံ ံရတာမျိုးမရှိတော့ဘူးပူခံအားကတခြားမျိုးခွဲ၃မျိုးအတွက်အပြည့်အဝလုံးမလုပ်ပါဘူးပမာတစ်ချိန်ကူဆက်ခံရမှုရရှိထားတဲ့ antibody ကသူပြမျိုးခွဲကိုမတိုက်ထုတ်နိုင်ပေရဲ့ဆဲတွေသေးကို virus ဝင်ရောက်လာဖို့ရန်အတွက်အထောက်ကူတောင်းဖြစ်စေပါတယ်ပမာတစ်ခါကူဆက်ခံရပြီးတော့ရရှိထားတဲ့ antibody တွေကမတူညီတဲ့မျိုးခွဲ virus နဲ့ချိတ်ဆက်ပြီးတဲ့အခါမှာမတိုက်ထုတ်ဘဲနဲ့ virus antibody အစုဝေးကိုခန္ဓာကိုယ်ဆဲမှာရှိတဲ့ receptor တွေကစုပ်ယူပြီးတော့အဲ့ဒီဆဲအတွင်းသေးကို ို virus တွေဝင်ရောက်ဖို့ပြဿနာကိုမှပွားများစေပါတယ် antibody dependent enhancement ဖြစ်စဉ်ကြောင့်မလို့ဒုတိယတစ်ချိန်ကူးစက်ခံရတဲ့အခါမှာပိုခန္ဓာအတွင်းမှာရှိတဲ့ virus ပမာဏတိတိတတများပြားလာပါတယ်ပြီးတော့ပိုပြီးတော့ပြင်းထန်လာတဲ့ရောဂါပုံစံဖြစ်စေပါတယ်ဒါမှမဟုတ်တွင်းတို့တို့ကွေးမှာတွေးယူတာတွေအသေးစားတဲ့အင်္ဂါတွေပျက်စီးပြီးတော့သက်ဆုံးချုပ်နေသည့်ဖြစ်စေပါတယ် အဲ့ဒါဆိုတင်းတို့တကွေကာကွယ်ဖို့ရန်အတွက်ကာကွယ်ဆေးရောရှိပြီလားဆိုရှိပါတယ်လက်ရှိမှာကမ္ဘာ့ချမ်းမရေးဖွဲ့တပရိရှူအနေနဲ့တိမှတ်ပြုထားတဲ့တင်းတို့တကွေကာကွယ်ဆေး2မျိုးရှိတယ် Tenvalsia နဲ့ Qtangle ဆိုတာ2မျိုးရှိပါတယ် Tenvalsia ကာကွယ်ဆေးကကြတော့ပထမတစ်ချိန်တင်းတို့တကွေကူးစက်ခံရတဲ့သူတွေဒါမှမဟုတ်သွေးစစ်တဲ့အခါမှာ virus antibody ရှိတဲ့သူတွေကထိုးတင်ပါတယ်အသက်ပိုင်းခြားရာ9နှစ်ကနေ45နှစ်တွင်းမှာသူတို့ပြည်တင်းတို့တကွေဖြစ်ပေါ်မှုများပြားတဲ့ဒေသမှာနေထိုင်တဲ့သူတွေမှာထိုးတင်ပါတယ်ပိုးပြီးတဲ့အခါမှာကူးစက်ခံရတဲ့ သူတွေပြင်းထန်တဲ့တွင်းတို့ကွေဖြစ်ပွားနိုင်ခြေ၈၀ကနေ၉၀ခန့်တို့အထိရှော့ချပေးနိုင်တယ်လို့ virus လေးမျိုးစလုံးကိုကာကွယ်ပေးနိုင်တယ်လို့အထူးရောက်ဆုံးကတော့ tanking virus အမျိုးအစား၃နဲ့အမျိုးအစား၄ပဲဖြစ်တယ်။ကာကွယ်မှုကြာချိန်ကတော့၅နှစ်ခန့်ကြာနိုင်တယ်။၆လချပြီးတော့၃ချိန်ထူရပါတယ်။ တဲ့ကကကွေးစီကကြတော့ဒုတ်ကွေးဗိုင်းရပ်စ်အရင်တုန်းကကူးစက်ခံရတဲ့သူပဲဖြစ်စေမကူးစက်ခံရတဲ့သူပဲဖြစ်စေအားလုံးတွေ့ထုံးနိုင်ပါလေချီနေရချူတင်စစ်ဆေးစရာလည်းမလိုပါဘူးတက်ပိုင်းချရ၄နှစ်ကနေလူကြီးအထိထုံးနိုင်ပါတယ်ဗိုင်းရပ်စ်၄မျိုးလုံးကိုကကွေးပေးနိုင်ပြီးတော့ဖြာမြအဖြစ်၈၀ရာခိုင်နှုန်းထိရောက်မှုရှိပါတယ်ပုံလာချပြီးတော့နှစ်ချိန်ထိုးရပါတယ် တို့တုတ်ကွေကာကွယ်ဆေးနဲ့ပတ်သက်ပြီးတော့အရေးကြီးသတိပြုရမယ့်ချက်ကကြတော့ကာကွယ်ဆေးကတုတ်ကွေ virus လေးမျိုးလုံးကိုတရားရခိုင်နှုန်းမကာကွယ်နိုင်ပါဘူး။ရှင်ကိုမကိုက်ခင်ရအောင်ဆက်လက်ကာကွယ်ရင်လိုအပ်တယ်။စိတ်ထူပြပါကပြင်းထန်တဲ့လက္ခဏာတွေဥပမာအပြားချီးကြတွေအန္တရာယ်ပေါ်လာပါကဆရာဝန်နဲ့အမြင်ပြတာပါ။